မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်လက်ပံခြေရွာမှာတဆွဲထားတဲ့စစ်ခွေးတပ်ကစုခွာထွက်ပြေးသွားတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကနေမြင်ရှင်းလင်းရေးလုပ်တဲ့အချိန်မှာမူရစေဝါတုံးဆွဲရွာမှာတုံးတဲ့ပစ္စည်းများနဲ့စစ်တုံးဆောင်ပစ္စည်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအောက်တိုဘာလ18ရက်နေ့မှာသခိုင်းမြို့နယ်လက်ပံခြေရွာအတွင်းမှာရှိတဲ့ပြည်သူ့ဝိုင်းနေအိမ်များမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကအဲ့ဒီခြေရွာမှာရှိတဲ့တဆွဲထားတဲ့စခန်းကနေ ထွက်ပြေးဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒွန်လိုင်းတပ်ဖွဲ့များကနယ်မြေရှင်းလေးဝင်ရောက်ပြုတ်လုခဲ့တယ်လို့ပြောပါတယ်။အခုလိုအချမ်းမဲ့စစ်ခွေးတွေဆုတ်ခွာသွားပြီးတဲ့နောက်ပြည်သူများပြန်လည်နေထိုင်ရန်အတွက်ယူနီကောင်းပြောက်ကြားတပ်ဖွဲ့ကနယ်မြေရှင်းလေးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ခွေးတွေရဲ့ယူနီဖောင်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကတပ်ဆွဲထားတာကြားပါပြီ။အဲ့ဒီစစ်ခွေးတွေကလက်ပံကြီးရွာတွေကပြည်သူပိုင်းနေအိမ်တွေထဲမှာစခန်းချပြီးတော့တပ်ဆွဲနေထိုင်နေတာ။ မနေ့ကအော်တိုဘားလ18ရက်နေ့မှာစေခွေးတွေကရွာတွေကနေထွက်သွားလို့နေမြေဝင်ရောက်ရှင်းလင်းရင်းနဲ့စေသုံးဆောင်ပစ္စည်းတွေနဲ့ဒီကောင်တွေဆေးချထားတဲ့ပစ္စည်းတွေတင်းစီရမိခဲ့တယ်လို့ယူနီကွန်ပြောက်ကြားတဲ့ဖွဲ့ UGF ကတာဝန်ရှိသူက ရှင်းပြထားပါတယ်အကြမ်းမဆက်တက်ကသကိုင်းမြို့နယ်အတွင်းနယ်မြေစိုးမိုးရေးရရှိရေးအတွက်ကြိုးပမ်းနေတော်လဲတော်လိုင်းတပ်များကအပြင်းထန်ခုခံတိုက်ခိုက်နေတဲ့အတွက်ထင်သလောက်ခရီးမပေါက်ပဲအကြအဆုံးများစွာနဲ့စစ်ခွေးတပ်ကအထိနာလျက်ရှိကြောင်းသတင်းရရှိပါရယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလက်ကူးမြို့နယ်ဒရေဘိုးကြီးရွာမှာရှိတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်ရာ ရက်တောင်ရန်ပြင်ဆင်နေတဲ့ရက်ကြီးအုပ်ချုပ်ရေးမှူးတအုပ်နဲ့ပြူစောတီတအုပ်တို့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘလ18ရက်နေ့ညနေ6:30မိနစ်ခန့်မှာလဲကူးမြို့နယ်တရေဘိုးကြီးဝါမှာရှိတဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပြင်းအားမြင့်မိုင်းတလုံးလက်ပြဘုံနှလုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာရက်တောင်ရန်ပြင်ဆင်နေတဲ့အုပ်ချုပ်ရေးမှူးတအုပ်နဲ့ပြူစောတီတအုပ်တို့ဘုံထိမှန်ပြီးတော့ လေးပေါ်မှာပြန်ဝဲပြီးပွဲချင်းပြီးမသာပေါ်သေးဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါတယ်။ညနေဆောင်မှာထွေဥရုံးမှာရက်တော့ဖို့ပြင်နေတဲ့အုတ်ကြီးတကောင်နဲ့ပြူတကောင်တော့ပွဲချင်းပြီးသေးတယ်။ရက်ဝိုင်းထဲမှာကြံနေတဲ့ကောင်တွေလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့သိရတယ်။အုတ်ကြီးကတော့ဝဲလာတဲ့ပလင်းတောင်တောက်မသွားရရှာဘူးကွာလို့ရန်ကုန်အာမေအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်း KI ပတ်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များ ။အကြမ်းဖက်စစ်ခွေးတပ်ကပြုတ်လုံမယ်။တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်ကူညီဆောင်ရွက်ပေးနေသူများကိုဆက်လက်ပြီးတော့အခုလိုမျိုးပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ရန်ကုန်အာမေအဖွဲ့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်ရဲ့နယ်ရီကန်ဗျူဟာဂုံးစခန်းကနေပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့တဲ့အပြင်အလင်းဝင်လာတဲ့သူတွေလည်းဇက်တိုက်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေကစစ်တပ်ရဲ့နယ်ရီကန်ဗျူဟာဂုံးစခန်းမှာရှိတဲ့အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗျ။အေအေရဲ့ထိုးစစ်မှာ ကစင်ကလျားနဲ့ထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တချို့နဲ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ပြောပါရယ်စစ်တပ်ကနိုင်ငံပြူဟာဂုံးစခန်းမကြဆုံရေးအတွက်လေကြောင်းပစ်ကူနဲ့စစ်ကူများအဆက်မပြတ်ပေးနေတဲ့ဂျားတွေကနေအေးအေးကအကောင်းဆုံးတုံ့ပြန်ခုခံစစ်နဲ့အတူထိုးစစ်ဆင်လျက်ရှိတယ်လို့သိရပါရယ်မနေ့ကအော်တိုဘားလ18ရက်နေ့ကအချို့သောနေရာများမှာစစ်ခွေးတချို့အေးအေးထမ်းမှာအလံဖြူထောင်းလက်နက်ချကအလင်းဝင်လျက်ရှိတယ်လို့တချို့ကတော့တိုက်ပွဲအတွင်းမှာလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်အရခတက်တော်အနေနဲ့အေးအေးထမ်းကိုအလင်းဝင် ောက်လာခဲ့ကြတဲ့ဒူတိုင်းကိုစစ်တုံမဲဥတွေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့ပြောပါရယ်ဒါကြောင့်အချမ်းမဲ့စစ်ခွေးတပ်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသူများအနေနဲ့အရခတ်တက်တော်နဲ့အနည်းဆုံးနေရာများကိုဆက်သွယ်ပြီးတော့အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့အေအေကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာမင်းလာမြို့နယ်မှာအင်အား60လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်များကြားမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ဘက်ကဆန္ဒအုပ်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ16ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာမလွန်ကပ္ပစနှစ်ကနေပြီးတော့တက်အပြောင်းလဲလို့ရန်ထွက်လာတဲ့အင်အား60လောက်ပါတဲ့စစ်ကား2စီးကိုမင်းလာမြို့နယ်လက်ပံတကားကြီးရွာတရအုပ်လမ်းကွယ်စာတင်ကျောင်းအနီးမှာဒုတက်ခွဲမိုးဝတန်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲဟာညနေ4:05မိနစ်အချိန်ထိဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတပ်ဘက်က12ဦးသေဆုံးပြီးတော့26ဦးထိခိုက်ဒဏ်ရာရရှိကစစ်ကား2စီးလည်းပျက်စီးသွားတယ်လို့ပြောပါတယ်အဲ့ဒီတိုက်ပွဲမှာဒုတက် ်ခွဲမှုဝတန်ဟာဒဏ်ရာရရှိထားပြီးတော့မပြေးနိုင်တော့တဲ့အတွက်လက်အောင်ငယ်သားတော်လိုင်းရဲဘော်များကတက်ပြန်ဆုတ်ခိုင်းခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာအပြင်းထန်ရရှိတဲ့အတွက်မပြေးနိုင်တော့တဲ့ဒုတက်ခွဲမှုဝတန်ကစစ်တပ်ထံမှာတော့အဖမ်းမခံတော့ဘဲနဲ့လက်ပစ်မိုင်းကိုဖောက်ခွဲပြီးတော့မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့ပြောပါဗျ။ဒုတက်ခွဲမှုဝတန်ကလက်ပစ်မိုင်းကိုစနက်တန်ဖြုတ်ပြီးတော့ကိုယ့်ကိုယ်ကိုအသေးခံသွားတာပါ။ရန်တဲ့ရဲဘော်တွေကသူ့မှာပါတဲ့တနက်ကိုပေးပြီးတော့မိုးကလည်းအယမ်းရွာ သူကလည်းမထနိုင်တော့သူ့ရဲ့ရဲဘော်တက်စိတ်မှုကိုတနက်ပေးပြီးဘိုက်အောင်မှာမိုင်းထားပြီးတော့ဖောက်ခွဲလိုက်တာပါအာဇာနီသူရဲကောင်တအုပ်အဖြစ်နဲ့မြင့်မြတ်စွာကြာဆုံးခဲ့ရတာပါလို့ပြည်သူ့ကာကွယ်တပ်မတော်မင်းဘူးခရအမတ်နဲ့တိုင်ရင်းကဆရာကျောင်းကရှင်းပြထားပါတယ်စစ်တပ်ဘက်တော်သားဘောမလော်ဘီ Telegram များမှာတော့မင်းလာမျိုးနဲ့တိုက်ပွဲမှာ PDF တအုပ်ဟာ RPG ထိမှန်ပြီးတော့ခန္ဓာကိုယ်အစိမ့်စိမ့်မွားမွားဖြစ်ပြီးတော့တေဆုံးတယ်လို့လိမ့်လဲသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမြန်မာမွတ်စလင် refugee community MMRC အဖွဲ့ကိုတီထောင်ထားသူဒေါ်သူစာမောင်နဲ့သူ့ရဲ့မိသားစုကိုမြန်မာပြည်တွင်းမှာပြန်လည်နေထိုင်တဲ့အချိန်စစ်တပ်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေါ်သူစာမောင်အပါအဝင်သူ့ရဲ့ခင်မုန်းဖြစ်သူနဲ့ တာသမီ၃ဦးတို့ကိုဖမ်းဆီးလိုက်တာလို့စစ်တပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုရန်မုံငွေထောက်ပံ့တာရန်မုံငွေရှာဖွေပေးတာတွေကိုလုံဆောင်ခဲ့တာကြောင့်ဖမ်းဆီးတာဖြစ်တယ်လို့စစ်တပ်ရဲ့ဖော်ပြချက်ထဲမှာထုတ်ပြန်ထားပါတယ်။ တို့မိသားစုကိုမြစ်သားမြို့မှာရဲစခန်းကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီးနဲ့အမှုဖွင့်ပြီးတော့မြစ်သားမြို့နယ်တရားရုံးမှာအဲ့ဒီဥပဒေပုံမှန်52ကကြီးမြင်းဆောင် ရာဇဝတ်ကျင့်ထုံဥပဒေပုံမှန်92နဲ့2023ခုနှစ်ကလေးကတရားစွဲဆိုထားတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာဒေါ်သူဆောင်မောင်နဲ့မိသားစုဟာမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်နေထိုင်တဲ့အချိန်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့စစ်တပ်ရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒေါ်သူစာမောင်ဟာမြန်မာမွတ်စလင်ဒုက္ခသည်အတိုင်းဝိုင်းမြန်မာမွတ်စလင် refugee community နဲ့မြန်မာရွှေပြောင်းအလုပ်သမားများ committee မြန်မာ migrant workers committee တို့မှာ ဥက္ကဋ္ဌအဖြစ်နဲ့တာဝန်ယူထားသူဖြစ်တယ်လို့သိရပါဗျ။ဒေါ်သူဆောင်မောင်နဲ့သူ့ရဲ့မိသားစုဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ2023ခုနှစ်ဇူလိုင်လ4ရက်နေ့ကပြန်ပွေးဆွဲခံရတယ်လို့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကသတင်းထုတ်ပြန်ခဲ့ပူးပြီးတော့အဲ့ဒီနောက်မှာတော့ပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေကိုထုတ်ပြန်တာမရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ဂျေဇုရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာမနေ့ကည7:00မိနစ်အချိန်မှာတိတိတသားငလျင်လှုပ်ခတ်သွားတဲ့အတွက်ပြည်သူများဟာအထက်မြေတိုက်တာများကနေပြီးတော့လမ်းမပေါ်ကိုဆင်းပြေးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညပိုင်းကစမ်းချောင်းမြို့နယ်၊အင်းစိန်မြို့နယ်၊လဲရန်မြို့နယ်၊လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့ကမြို့နယ်အများစုမှာငလျင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်။ငလျင်လှုပ်ခတ်မှုဟာအနည်းငယ်ပြင်းထန်တဲ့အတွက်ပြည်သူများအထိတ်တလန့်နဲ့အထက်မြေတိုက်တာများပေါ်ကနေပြီးတော့ပြေးဆင်းခဲ့ရတယ်လို့ပြောပါတယ်။ ်ဒုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ခါရမ်းတယ်လို့ငလျင်လှုပ်သွားတာအကုန်လုံးပြင်းစင်းရတယ်စမ်းကြောင်းမှာတော့တိုက်တိုင်းလိုလိုကပြင်းစင်းလာကြတာလို့စမ်းကြောင်းမြို့နယ်မင်းလမ်းမှာနေထိုင်သူတို့ကပြောပြထားပါတယ်အခုနှစ်မက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တယ်။ပြင်အား9တက်သမ9အဆင့်ရှိတယ်။သခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ပြည်သူအယောက်4000ကျော်သေဆုံးခဲ့ပြီးတဲ့နောက်ရန်ကုန်အပါအဝင်မြို့နယ်ပြည်သူများဟာငလျင်အန္တရာယ်ကိုအကြီးအကျယ်စိုးရိမ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ